င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းတင်နေကိုတင်ဆက်ပေးပါမယ်နေပြည်တော်ကမင်းအွန်လိုင်းနဲ့စစ်ကောင်းဆောင်တွေအနေနဲ့စစ်ရှုံးနေတာကိုလက်ခံကြဖို့ ਨੇ လုတ်ဖို့ကင်ဘက်တက်မှုနဲ့စစ်သည်တွေအနေနဲ့လည်းခေါင်းဆောင်မပီတာနဲ့သူရဲ့လက်အောက်မှာအသက်အသေးမခံမဲအလံဖြူထောင်းလက်နဲ့ချဖို့ကိုပါစစ်တုံးမန်းဗိုလ်မှုချုပ်ကြော့ကြော့တန်းကတိုက်တွန်းပြောဆိုလိုက်ပါတယ်မင်္ဂလာတိုင်းကမတရားနဲ့တပိတ်ချင်းမျိုးနဲ့အပြင်ပြူးလင်အထွတ်နောင်ချုံမျိုးနဲ့တွေ့မှာပါ မန္တလေး PDF ပူပေါင်းတက်တွေနဲ့အချက်ဖက်စကောင်စီတက်ကြတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းပါဝေးဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်ကမင်းအောင်လိုက်နဲ့စစ်ကောင်းဆောင်တွေအနေနဲ့စစ်ရှုံးနေတာကိုလက်ခံချဖို့နဲ့လုတ်ဖို့ကင်ဘက်တက်မှုနဲ့စစ်တီတွေအနေနဲ့လည်းကောင်းဆောင်မပီတာတဲ့သူရဲ့လက်အောက်မှာအသက်အသေးမခံမဲအလံဖြူထောင်းလက်နဲ့ချကြဖို့ကိုပါစစ်တုံးမဘုံကျော်ကျော်တန်းကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒါကိုတော့ ်အရခတတော်အေအေကထုတ်ပြန်လိုက်တဲ့ဗီဒီယိုဖိုင်ထဲမှာစစ်တုံးမှန်ဘုံမျိုးကြောကြောတန်းနဲ့တွစ်ဆုံမေးမြန်းခန်းအတွင်ပြောသွားတာပါလက်ရှိရခိုင်ပြည်နယ်မှာစစ်ကောင်စီအနေနဲ့စစ်ရှုံးနေပြီဖြစ်တဲ့အကြောင်းနဲ့နေပြည်တော်ကမဲအွန်လိုင်းနဲ့စစ်ကောင်ဆောင်တွေအနေနဲ့လည်းစစ်ရှုံးနေပြီဆိုတာကိုလက်ခံဖို့တွေးကိုပါအခုလိုထည့်သွင်းပြောဆိုထားပါတယ်ပြည်ပြောပြောမှာရှိတဲ့ဗိုလ်ချုပ်မှုကြီးအပါဝင်ကောင်ဆောင်တွေအနေနဲ့တမတော်ကလောက်ငယ်သားတွေရဲ့အသက်တွေဘဝတွေကိုငင်းညာသောအဖြစ်ရခိုင်ပြည်နယ်မှာစစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါ ဤသူလူလူကိုဘုံကျဲနေတာတွေအကြမ်းဖက်တာတွေရက်တံပေးပါဆက်လက်လှုပ်ဆောင်မယ်ဆိုရင်အမိသားစုတွေနဲ့ပြည်သူတွေရဲ့အမုန်းတရားတွေနာကျင်မှုတွေကိုပဲရိုးစဲလိုက်ရရှိခံစားရလိမ့်မယ်ဆိုတာကိုသိစေချင်ပါတယ်ဒါပြင်စစ်ကောင်စီလက်အောက်ကတပ်မှုတွေလှုပ်ဖို့ကင်ဘတ်တွေနဲ့စစ်တီတွေအနေနဲ့ခေါင်းဆောင်မှုမပိတားတဲ့သူရဲ့လက်အောက်မှာအသေးခံမိတာဝန်မထမ်းကြဖို့နဲ့အာရခတတ်တော်အေအေနဲ့သာအမြန်ဆုံးဆက်သွယ်ပြီးလက်နက်ချအလင်းဝင်ဖို့ကိုပါတိုက်တွန်းပြောဆိုသွားတယ်လို့ အလင်းဝင်တဲ့သူတွေအနေနဲ့အသက်ချမ်းသာရရမှာဖြစ်တယ်လို့လဲဘုံကျုပ်ကြော်ကြော်တန်းကအခုလိုဆက်လက်ပြောဆိုထားပါသေးတယ်။ဘုဘကံပဲတမှုစစ်တီတွေကိုတော့နိုင်ငံပြည်ရဲ့ပထဝီဝင်နေသားရစစ်ကူတွေအလွယ်တကူရောက်ရှိဖို့ခက်ခဲတယ်ဆိုတာကိုတိုက်ပွဲစဉ်တွေအနေမှာသိရှိပြီးဖြစ်ပါတယ်။မင်းတို့တွေအနေနဲ့ကောင်းဆောင်မှုမပြီးသားသူတွေရဲ့အောက်မှာအသေးခံပြီးတာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့အရခတ်တက်တော်နဲ့မြန်ဆက်သွယ်ပြီးတော့လက်နက်ချလင်းဝင်ကြပါ။ တိုက်ခိုက်တိုက်ပွဲတွေမှာလည်းပဲအများဆုံးအလံဖြူထောင်ပြီးတော့လက်နဲ့ချကြပါအာရခတက်တော်အနေနဲ့လက်လွတ်စပယ်မလုပ်ပါဘူးဥပဒေနဲ့အညီပဲဆက်ဆံပါတယ်အာရခတက်တော်ကဖမ်းဆီးရမိတဲ့၃ဘန်းတွေကို၃ဘန်းဥပဒေတိုင်းထိန်းသိမ်းထားရှိပါတယ်သူတို့တွေစီမှာရှိတဲ့လက်ခဆေးဝါးတွေနဲ့အစမ်းကုန်ပြုစု ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်ဒါကြောင့်အာရခတက်တော်နဲ့ဆက်သွယ်ပြီးအများဆုံးလက်နဲ့ချလင်းဝင်ကြပါ အဲ့ဒါဆိုရင်မင်းတို့တွေရဲ့အသက်ချမ်းသာရမှာဖြစ်ပါတယ်ဒါပြင်လက်ရှိမှာအရကတတော်အေဟာဖန်စီရမိထားတဲ့စစ်တုံးဘန်းတွေကိုပါသူတို့စီမှာရှိတဲ့ရိတ်ကဆေးဝါးစားစရာတွေပါပေးပြီးအစွမ်းကုန်ပြုစုထိမ့်သိမ့်ပေးထားသလိုအရကတတော်အေဟာဖန်စီရမိထားတဲ့စစ်တုံးဘန်းတွေရောလက်နက်ချအလေးဝင်တဲ့ဒုတိယကိုပါလက်လွတ်စပယ်မလုတ်ပဲကောင်းကောင်းမွန်မွန်ဥပဒေနဲ့အညီထိမ့်သိမ့်ထားတဲ့အတွက်သူကိုယ်တိုင်းကြမ်းကြမ်းမာမာရှိတဲ့အကြောင်းကိုပါသူ့ရဲ့မိသားစုကိုစိတ်မပူဖို့စစ်တုံးမှန်ဘုံကျော်ကျော်တန်းကရုတ်တံဖိုင်ထဲမှာပြော့ဆူသွားပါသေးတယ်ခင်ဗျ တစ်ဆက်ထဲမှာပဲရခိုင်ပြည်နယ်အမ်းမျိုးကအကြံဖတ်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရရှိထားတဲ့ရာပေါင်းများစွာသောစစ်ကောင်စီတပ်သားစစ်တုံးဘန်းတွေကိုအရခတတော်အေအေကစေဝါကုသပေးပြီးကောင်းကောင်းမွန်မွန်ထိမ့်သိမ်းစောင့်ရှောက်ထားတဲ့အကြောင်းကိုအေအေကဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေနဲ့တကွသတင်းထုတ်ပြန်လိုက်ပါတယ်ဒီဇင်ဘာလ20ရက်နေ့ကတည်းကစစ်ကောင်စီရဲ့အမ်းနဘကတိုင်းစစ်ဌာနချုပ်ကြီးကိုအရခတတော်အေအေကအပိတ်သိမ့်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်သားစစ်တုံးဘန်းရာပေါင်းများစွာကိုဖမ်းဆီးရမိခဲ့တာပါ အဲ့ဒီလိုစစ်တုံးဘန်တွေတဲမှာအရာရှိကြီးတွေဖြစ်တဲ့ဒုတိယတိုင်းမှုဗိုလ်မှူးတောင်းထွန်းတဲ့တိုင်းဦးစည်းချုပ်ဗိုလ်မှူးကြော်ကြော်တန်းဆိုသူတို့ပါပါဝင်ပြီးသူတို့ကိုဖမ်းဆီးရမိမိခြင်းမှာတော့အကြီးပိုင်းတွေဖြစ်တဲ့အတွက်တန်ချေချင်းခတ်ပြီးတော့ပါဖမ်းဆီးခဲ့ရတဲ့ဓပုံတွေကိုအရကတတော်အေအေကထုတ်ပြန်လိုက်ပါတယ်လက်ရှိမှာတော့အဲ့ဒီလိုဗိုလ်မှူးချုပ်တွေပါဝင်စစ်ကောင်စီတပ်သားစစ်တုံးဘန်ယာပေါင်းများစွာကိုအရကတတော်အေအေကစေဝါကုတပေးပြီးစားစရာဝတ်စားတွေပါပေးပြီးတော့ ဗိုလ်မှူးချုပ်တွေပါမကြံအကုန်လုံးကိုကောင်းကောင်းမွန်မွန်ပဲထိမ့်သိမ်းထားပါတယ်လို့အရခတ်တော်အေအေကဓာတ်ပုံဗီဒီယိုနဲ့တကွထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကမတရားနဲ့တပိတ်ချင်းမြို့နယ်အပြင်ပြည်ဦးလွင်အထွတ်နောင်ချိုမြို့နယ်တွင်မှာပါမန္တလေး PDF ဖူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့မန္တလေး PDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတွေလက်နက်ကြီးပစ်ကူတွေနဲ့အသဲအတန်ခုခံနေရတယ်လို့ ဒီဇင်ဘာလ26ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့ဘာမှမဆိုင်နဲ့မတရားမြို့နယ်ထန်းတော်ကုန်းချေးရွာဖုန်ကြီးကျောင်းကိုပါလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲဒီလိုစစ်ကောင်စီတပ်ကရတပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလေးငယ်2ဦးသေဆုံးခဲ့ရပြီးပြည်သူ3ဦးဒဏ်ရာရထားတယ်လို့လည်းမန္တလေး PD ရဲ့တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောထားပါတယ်လက်ရှိမှာတော့ မတရားတပိတ်ဂျင်းနဲ့ပြူးလွင်အထွတ်နောင်ချိုးမြို့နယ်တွေမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီကတော့စစ်ရှုံးလာတာနဲ့အမျှရသားပြင်းမဲ့တွေကိုပါတိုက်ခိုက်ပြီးစစ်ရာဇဝတ်မှုတွေကိုပြောင်းပြောင်းတင်းတင်းကျူးလွန်နေတယ်လို့လည်းမန္တလေး PDF ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ချင်းမီနယ်ကကပလက်မြို့နယ်မင်းတပ်မြို့ကိုချင်းကြီးနောင်မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သိမ့်ပိုက်ပြီးတဲ့နောက်ချင်းမီနယ်မှာရှိတဲ့လက်ကျန်မြို့တွေတဲကစစ်ကောင်စီတပ်သားတွေအရှိုးရှိုးအလင်းဝင်ရောက်လာရမှာ ဒီတိမ်မြို့နယ်ကခလရ269စစ်တပ်တရင်မှာရှိတဲ့တပ်သားမောင်စစ်ပိုင် ဖြိုးဆိုတဲ့သူလဲလက်နက်နဲ့အတူအလင်းဝင်ရောက်လာပြန်တယ်လို့ဂန်ဂေါမြို့နယ်ပကဖစီကနေသိရပါတယ်။အဲ့ဒီဒီတိမ်မြို့နယ်ခလရ269စစ်တပ်တရင်ကတပ်သားမောင်စစ်ပိုင် ဖြိုးဆိုတဲ့သူဟာအကြမ်းဖက်စစ်ကောင်စီတပ်ထဲမှာဆက်လက်တာဝန်မထမ်းကျင်တော့လို့ဆိုပြီးတော်လိုင်းရေးတပ်တွေနဲ့ချိတ်ဆက်ပြီးတော့သူကင်ဆောင်တဲ့လက်နက်ပါယူချလာပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိနိုင်ငံတော်ဆစ်ရှုံနေတဲ့အကြမ်းဖက်မင်းအောင်လှိုင်ဟာ မကြခင် ICC ကဘာဖောင်ရန်ထုတ်ခံရတော့မှာဖြစ်တဲ့အတွက်စစ်ကောင်စီလက်အောက်ကစစ်တီတွေအနေနဲ့အ мян ဆုံးအလင်းဝင်ကြပုဂ္ဂိုလ်လေတော်လိုင်းရေးတပ်ဖွဲ့အတီးတီးကအတိပေးပြောဆိုထားကြပါလိမ့်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့စံကြောင်းမြို့နယ်ကလူငယ်တွေကိုတတတဲ့အဖြစ်ဖမ်းဆီးငွေညှဉ်မှုကြောင့်ပြစ်ခတ်ရှင်းလင်းခံရတဲ့ဟုံးလန်းဘူတာရက်ွက်အုပ်ချုပ်ရေးမှုစမ်းငွေဆိုတဲ့သူဟာစေယုံမှာအရေးပေါ်စိတ်ကူရင်းနေပဲသေသွားပြီလို့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူကရန်ကုန်ခစ်တက်ကိုပြောပါတယ် ဲ့ဒီစမ်းကြောင်းမြို့နယ်ဟုံးလန်းဘူဒါအုတ်ချုပ်ရည်မှုစမ်းငွေဆိုတဲ့သူကိုရန်ကုန်မြို့ပြပျောက်ကြ FLA တပ်ဖွဲ့ကနေဒီဇင်ဘာလ24ရက်နေ့ကပဲတွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပါအဲ့ဒီလိုပစ်ခတ်ရှင်းလင်းတဲ့အချိန်အုတ်ကြီးစမ်းငွေဆိုတဲ့သူဟာချက်ချင်းမသေးပဲ1 byte ထဲကကလီစာတွေကိုကြည်စမ်းဖောက်ဝင်ဒဏ်ရာတွေနဲ့ဆေးရုံမှာအရေးပေါ်အသက်လူပြီးစေကူတနေရင်းနဲ့ပဲဒီဇင်ဘာလ26ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာတော့အသက်လဲလူလို့မရတော့ပဲသေသွားပြီလို့ရက်ကွက်အုတ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူကပြောထားပါတယ် အဲ့ဒီရန်ကုန်မြို့စမ်းကြောင်းမြို့နယ်ရဲ့ဟုံးလန်းဘူတာရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းဝေဆိုတဲ့သူဟာအချက်ပါစကောင်စီအတွက်လူငယ်တွေကိုတတတဲ့စူဆောင်းဓာတွေဖန်စီငွေညစ်ဓာတွေလုံနေတဲ့သူဖြစ်တဲ့အပြင်စစ်မှုတန်းကိစ္စတွေကိုအာဂျိုမန်တက်လိုက်လုံနေရမှာသူ့ရဲ့ရက်ကွက်မှာတယ်မကမြို့နယ်ထွေးအုပ်ရုံးမှာပါစစ်တပ်အလို့ကြလိုက်လုံနေသူဖြစ်တယ်လို့သူ့ရဲ့ဆွေမျိုးတွေနဲ့နှိစက်သူတွေစစ်မှုထမ်းနဲ့မပအောင်တခြားရက်ကွက်ကပြည်သူတွေရဲ့တာသမီတွေကိုပါစစ်မှုထမ်းဖို့လူသစ်လိုက်စုတဲ့အထိစိုးစိုးရွားရွားလှုပ်ဆောင်နေသူဖြစ်တယ်လို့ အခုတော့သေပြီလို့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီနေ့နေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချေဆွတ်တင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ